ေဟောင်းစကားတွေကိုကြားဘူးနားဝရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတူဗြမဏမဟာသာလလို့ခေါ်တယ်။မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမေးတယ်။ရှင်ဂေါရမားတဲ့သူတို့ဆရာဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်။ပြူရိယွာတွေဏိကုံတွေဆိုတာအာအိန္ဒိယကိုပြောတာလည်းဖြစ်ချင်းဖြစ်။ချက်ပြန့်တကြစီကားတယ်။ တရားနဲ့တရားတစ်မျိုးနဲ့တစ်မျိုးအချက်ပြန်တရားစီကားတယ်။အဲ့လိုပြောရတာသို့တော်လေဂတိခေမာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ခေအချိန်ပိုင်းမှာဂတိခေမာကြတော့တဲ့လူကြီးတွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတောဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူကြီးလည်းနေပါသွားတယ်တဲ့အဲ့ဒီလူဖြစ်ရတာဘာကြောင့်လဲတဲ့ ဘာအကြောင်းလဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာမြတ်စွာဘုရားကအကြောင်းပေါင်းမြောင်များစွာရှင်းကောင်းရှင်းနေတော့လဲဖျားဖြေတဲ့အကြောင်းကတော့သုံးမျိုးတည်းပဲဖြေထားတာနော်သုံးမျိုးတည်းဖြေသွားတာသုံးမျိုးတည်းဖြေတာဟာတော့အဲ့ဒီမှာ main cause လို့ဆိုတဲ့အဓိကအကြောင်းဖြေထားတာ main cause ဆိုတဲ့အဓိကအကြောင်း အဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပွားသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနေပန်းသွားတဲ့အကြောင်းဒီလိုပြောဆိုပါဗျာဖြေထားစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မဲ main cause လို့ဆိုတဲ့အဓိကအကြောင်းလူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဆရာိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဆရာိုက်ဆိုး ဟုတ်မို့စဉ်းစားကြည့်ပေါ့ဂနေခေတ်မှာလေဘိုးခေါင်နဲ့ရေရှားတယ်တတော်တွေပြောင်းကုန်တယ်တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲလူတွေကဘာလှုပ်လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မချင်းတော်တွေခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တော်ကြီးတွေကပြုံးကုန်တာ တို့ပြုံးကုန်သည့်အတွက်ကြောင့်ယာတိဝရုတွေပျက်စီးလာယာတိဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲကြတော့လူတွေဟာရောဂါဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေတွေမှာဘာပါတော့ဆို လူသားရဲ့ဆရာအဆိုးကို၃မျိုးဖော်ပြထားတာနမတိကဘာလို့ဆိုအတ္တမရာဂတဲ့တော်တော်ကိုတရားမဲ့တဲ့တမဲ့မှုဒီလိုဆိုလို့ရနော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံးနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့တမဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့ဒီလိုဆိုလို့ရပေါ့နော်တရားလွန်တဲ့ အတ္တမဆိုတရားလွန်တဲ့တမဲ့မှုအဲ့ဒါတခုဟောနောက်တစ်ခုကတော့ဝိသမလောဘဒုရယတဏ္ဍမဖြစ်တဲ့အတောကိုညီမျှမှုကိုဖြည့်ဆည်းတဲ့မညီမမျှအစွန်းရောက်တဲ့လောဘလို့ဆိုလို့ဝိသမလောဘဆိုလောဘဆိုတာဒီလူချင်းတဲ့အားဆိုတာအစွန်းရောက်တဲ့လူချင်းမှုဆိုတာ ိုကကိုလိုချင်တာကြတော့အဆုံးမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုပိုင်တာကိုလိုချင်တာအဆုံးမရောက်ဘူးသူများဟာလိုချင်ရင်တအဆုံးရောက်သွားပြီလွန်ခဲ့တယ်ပေါ့အခုကပြောတယ်မို့လားနေကနေမှာခရမ်းလွန်ရောင်ချီစွာရှိလာတာမဟုတ်လားလူအန်ရပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘစွာခရမ်းလွန်ရောင်ချီလိုပဲလွန်ခဲ့တဲ့လောဘ အဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခရမ်းလွန်ရောင်ကြီး ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလားအတ္တမရာဂဆိုရဲဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုတဲ့ဒီဖြတ်တတ်မှုမရှိ လွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်။မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမကျင့်သုံးနေတိုင်းပြောဆိုကြတယ်ဆိုတဲ့ဒီတဘာဝတရားဒီဇယိုက်ဆိုးသုံးမျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီးသုံးမျိုးပဲတဲ့အဲ့ဒီဇယိုက်ဆိုးကြီးသုံးမျိုးကြောင့်ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါက သူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာသာမန်လူတွေဓာရီကမသိနိုင်ဘူးလေဓာရီကြောင့်ဖြစ်တယ်လို့မသိဘူးလူတွေသိတာတော့ကြည့်လေဘဝပြည့်တစ်တော်တွေဘာကြောင့်ပြောင်းခုံးလို့ပြောင်းတယ်ပဲပြောင်းမှာပေါ့မြတ်စွာဘုရားကမဟုတ်လောဘကြောင့်ဒီလိုဆုလို့ရပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆိုလို့ပေါ့အဲ့တော့အတွင်းကြကြ အရင်ကြကြပြောရမယ်ဆိုလို့ရှိရင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏှာလောဘတဏှာရာဂဝိတမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှားယွင်ယွင်ဖြူချင်မှုအဲ့ဒီသုံးမျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရားသုံးမျိုးဟာလူသားတွေဘဝလူကဘာကြီးကိုဖျက်ဆီးတတ်တဲ့အကြောင်းတရားသုံးခုလို့ အဲ့တော့ဒီသုတ်တံကအင်္ဂုတ္တရနိကေမှာလာတဲ့သုတ်တံဒီမှာတော့အဲ့လောက်ပဲဖွင့်တယ်အဲ့ဒီမှာအာတမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာရာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုယ်နဲ့မပတ်သက်တာကိုပါတွေ့တာလာတယ်ဆိုရင်အာတမတိရဆုလို့ရတယ်နော်ဝိသမလောဘကလည်းကိုယ်ပိုင်တဲ့အရာပေါ်မှာလိုချင်တာ တရားလွန်တယ်လို့ပြောလို့မရဘူးသူများပိုင်တာကိုလိုချင်လာရင်တော့ဝိတ္တမလောဘဒါလို့ဆိုတယ်ပိဿာဓမ္မဆိုတာတော့မာမာယွင်းယွင်းနေစဉ်သုံးလုံးကင်တာလေမော့မော့မာမာတွေလို့အဲ့တော့ဒီမှာထေရရဲ့ရှင်ပြချက်ကတော့အဲ့လောက်ပဲရှင်ပြသို့တော်ဆက်ကဝတိတုတ်တံမှာရှင်ပြထားတာလေးတစ်ခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုတွေ့ရအောင်။နော်။ဒီကနေ့ခေတ်မှာဖြစ် အတ္တမရာဂဆိုတာဘာကိုပြောတာတော့ဆိုတရားမဲ့တဲ့တဏှာရာဂမတက်မရမယ့်နေရာကိုတက်မဲ့တယ်ဆိုပါစို့သာသမီးကตาကအမေကိုတက်မဲ့တာအဖေကသမီးကိုတက်မဲ့တာဟုတ်အဲ့ဒါမျိုးအတ္တမရာဂလို့ခေါ်တယ်เนาะမတက်မရမယ့်နေရာမတော့တက်မဲ့တာဒါကတိခင်မှာဖြစ်နေတဲ့ဇယိုက်ဆိုးပဲလူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုး ဒီဇေယျဆိုမျိုးရှိတဲ့လူကိုကန့်ကွက်ကြတာနော်အဲ့ဒါဇေယျဆိုတခုအတ္တမရာကဆိုမဖြစ်တဲ့နေရာမှာတဏှာရာကဖြစ်တာဝိတမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမယ်အလွန်အကျွံဖြစ်တာဝိတမလောဘလို့ မိစ္ဆာဓမ္မကြတော့ဘာပြောတာတော့လို့ဆိုခဏိခိခစ္စားနေတယ်မိစ္ဆာဓမ္မကဘာလဲဆိုနော်ပြောရမယ်ဆိုရင်စာတဲ့အတိုင်းပြောတာနော်စာတဲ့အတိုင်းပြောတာနော်ကြာကြာချင်းမာမာချင်းခဏိခိမှာနိခေတို့လက်စဗီယန်တို့ G2 G ဆိုတာ G2 G ပေါ့ L2 L ဟုတ် G2 L N 2 G ပေါ့အဲ့လိုပဲပြောလိုက်ပြီเนาะကြာကြာချင်းမမာချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် round practice ပေါ့အဓိပ္ပာယ်ပြန်မယ်ဆို round practice ခဏခင်မှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးရှိရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာ ဥရိယခွင့်ပြုတယ်ဆိုတာလူလောက်တဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လောက်တဲ့ဒိဗေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မဆိုလွယ်လွယ်မှားမှားတွေဖြစ်ပေါ်လာတဲ့ဟာဟာလည်းပဲဇေယျဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေစားတဲ့အတိုင်းဟောရတာမတတ်နိုင်ဘူးလေနော်စားတဲ့မှာလာပြီးတော့ကြည့်မယ်ဆိုရင်စာအုပ်နဲ့တေချာပြပါမယ်နော် အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့ตาနဲ့အမိသမီးနဲ့အဖေစွာမျိုးလိုအတ္တမချင်းချင်းစွာလေးအတ္တမရာဂဝိသမလောဘစွာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြာကြာချင်းမာမာချင်းအဲ့လိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးပြပြခြင်းအကြောင်းတရား၃မျိုး တို့ဆိုးတယ်နော်ဖះဟောထားတဲ့အတိုင်းပဲထက်ကြတာတွေပါတတို့ဆိုးထားတာဒါလဲဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာကနေ့ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်းတထောင်လုံးကဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကြလာအသက်တထောင်တန်းရောက်တာအသက်တထောင်တန်းမှာဖြစ်ခဲ့ပြီပေါ့ဒီဟာဒီပို့ပို့များလာမယ်လို့ဆိုလိုတယ်နောင်ကြရင်ဒီတဲ့ပိုးမြင်ကြရအောင်ပါပေါ့ သက်ရှိရှိနေလို့ရှင်ပုံမြင်ကြရအောင်ပါပေါ့နော်ပို့ပြီးတော့ရဥယျာဉ်တွေများလာအောင်ပါပေါ့တောင်းကြလို့ရှင်ဟောရေတွက်တွေများလာအဲ့ဒါလို့ကမ္ဘာလောကကြီးကဖြစ်ပြက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုတော့ဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ် ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေပါလောက်လာကြတော့နံပါတ်1ကတိဏ္ဏာနိတတ္ထာနိဆိုတာမန်အားဖြင့်ပြောမယ်ဆိုရင်ဒီတတ္ထဆိုတာလက်နဲ့တိဏ္ဏဆိုတာထက်တာဓာတ်လို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာတ်ပေါ့ခုခေတ်ကဓာတ်ခက်မဟုတ်တော့ တတော်ကတော်တော်ရေးတာဓာတ်ထုတ်မှုတွေများလာကြီးလားဘာလို့အေးတဏှတ်ဝဲမရလို့တဲ့တဏှတ်ဝဲရရင်ပြစ်ခတ်မှုတွေဖြစ်မှာပေါ့အခုကတဏှတ်မရှိလို့ဓာတ်ထုတ်မှုများဆိုးတော့တော့မင်းဓာတ်ထုတ်မှုတွေများလာကြီးလားဆိုတော့တဏှတ်မဝဲမရအဲ့ဒါလိုပဲအဲ့တော့တိဏာနိတထာနိဆိုတာ very powerful weapon နော်အစွမ်းထက်တဲ့လက်နဲ့လို့ဆိုလို့ powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့တည်နဲ့ဒီအဲ့ဓာတွေကင်ပြီးတော့လူတွေချင်းချင်းတပ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေတ်စာဖတ်လိုက်ရင်လည်းသိနိုင်နော်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘုသူ့တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေတမန်အပြင်ပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ တိုင်းဆိုရင်သစ္စာဘုရားကဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇေယျဆိုးတွေရှိတဲ့လူတွေဟာတဲ့တိဏာနိတထာနိခေတဝါအစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမဉဏ်ဇီဝိတံဝရောပင်တိတယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်ဟုတ်လားဒီကနေ့လုံနေတာဒီတိုင်းပဲလေပါဝါဖူးဝတ်ပံအလုံးကိုစွမ်းထက်တာတိုက်တလုံးကတော့ဝုံးဆိုပြိုသွားမဲ့တာမှပြေတော့ခဏလေးပဲနော် လေချောင်းကတိုက်တာပဲဖြစ်ဟောဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တမြို့ဟာတီးတဲ့ဆွမ်းထက်တာတွေမတုံးသေးလို့တော်သေးတယ်ပေါ့အဲ့ဒါကြတော့ဟိုခုနှစ်ရက်စစ်ပွဲဆိုဆနစ်တန်းရောက်ပြီဆိုတော့အခုလဲဆနစ်တန်းမယ်10ခု10ရာနဲ့တွဲမယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏရဲ့ဘုံနေနဲ့တွဲမယ်ဆိုရင်ခု10ရာထောင်းသိန်းတောင်းဒီလိုသွားတာတောင်းသိန်းတန်း ဲ့ဒါဆိုရင်စနစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာခြေကနန်းထဲမှာရှိနေပြီလေလူတတန်းအဲ့တော့လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲအရကြာကြာကြီးမတက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအလုံးဟာသိကြည်သွားမှာအဲ့ဒီမှာကြံတဲ့ပုဂ္ဂိုလ်တွေကတာဝေကကြီးစွာရပြီးတော့မေတ္တာတွေတူးနဲ့တူမေတ္တာထားကရုဏာထားပြီး လူလောကကြီးကိုပြန်နေပြီးတော့ဟိုသူတို့ဟာအကျဉ်းတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ဟိုဆောင်းလျှောက်ကြတော့မှကြံတဲ့လူတွေကဆောင်းလျှောက်တယ်အများကြီးကတော့တည်သွားပြီပေါ့အဲ့တော့လောကလူလောကလူတွေပျက်စီးနေတာတိဏ္ဏိတ္ထာဏိဂေတဝအညမညာဇိဝိတဝရောပင်တိတယ်မြတ်စွာဘုရား တကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တေနဘဟုမနုဿာကာလာကရွန်တိဒါကြောင့်လူတွေအများကြီးသိကုန်တယ်ခဏိလည်းနေဝချွဲသိနေတာလေနေစင်နဲ့အမြတေတာအများကြီးသိနေတာအဲ့ဒါလူလောကလူဝေးတွေရောပါသွားခြင်းအကြောင်းပဲတဲ့ဒါတခုနော်ဒီဇေယျဆိုးတွေဖြစ်နေရင်အခုဒီနံပါတ်1လက်နဲ့ လက်နဲ့ဆိုးကြီးလက်နဲ့ကဆိုးကြီးဆိုတာကတ်ဆိုတာကနေ့ခေတ်ကနားလည်ရတာတော့ MPT တို့ဘာတို့တယ်လီနော့တို့လောက်သိမအောင်အဲ့ဒါပြောတာမဟုတ်ဘူးเนาะကတ်ဆိုတာကပ်ပဆိုတဲ့စကားလုံးကလာလားကပ်ပဆိုတာဘဝပြင်မှာကတ်သုံးပါဆိုတာလူတွေကလည်းအဲ့ဒီကတ်သုံးခုမှတ်ကပ်ပဆိုတာအချိန်ပိုင်းကိုပြောတာ ဒီဆက်စတာကဲအော့ဒီပြဿနာကြီးဂျုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကဘာစစ်ဖြစ်နေဆိုဒုတိယကဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ်ပါလို့ခေါ်တယ်ကပ်ပါဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတစ်ခုဆိုလိုတယ်ကောအခုလည်းစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကတ်ဒါကိုကတ်လို့ခေါ်တာနော်အဲ့တော့ကပ်ပါဆိုတဲ့စကားလုံးကနေလာတာကတ်ဆိုအချိန်ပိုင်းလို့ပြောတယ် ရောကန္တရကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေပြအဲ့ဒါလဲကတ်လို့ပြောမှာဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုသူဆိုလို့နေပေါ့အဲ့တော့နမတိကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာတည်ကြည်မှုများသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးဒူးကြီးရောဘာကောင်တာဒါနမတိတစ်ခုနောက်နမနှစ်ဖြစ်နိုင်တာလူလောကကြီးပျက်စီးဖို့နမနှစ်ဖြစ်နိုင်တာကျတော့ဘာလို့ဆိုရင် အဲ့ဒီလိုလူတွေဟာဇယိုက်ဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ချင့်သုံးတဲ့အခါမှာအများစုကဇယိုက်ဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်ဒေဝနာတမဒါရံဘဝိအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချာနော်များခြင်းများတယ်ညှဲခြင်းညှဲတယ်မရွာခြင်းလည်းမရွာဘူးရွာလိုက်ရင်လည်းပဲဟုတ်လားရွာလိုက်လို့ရှိရင်လည်းအကုန်ပြောချာကုန် အိနေပါလေပါကောင်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးเนาะအဲ့တော့ကံမိုးပေါ့အဲ့ဒါလို့ဒေဝတမ္မာဓာရံမမှန်ကန်ကန်သူရွာရင်းရွာလိုက်တဲ့အချိန်မှာရွာတယ်မရွာသေးတဲ့အချိန်ကိုမရွာဘူးလွားတဲ့အချိန်မှာရွာတယ်ဆိုတော့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တေနဒုပ္ပိခံ အဲ့ဒါကြောင့်လူတွေစုဆောင်းထားတဲ့စားစရာတောက်စရာတွေစပါးတွေပယ်တွေကျက်သွန်တွေပါသွားရတနည်းအားဖြင့်ပါသွားရသေးရှိတယ်လေနော်ကျွေရတွေပါအဲ့မှာပယ်တွေပါတွေလှမ်းထားကြပါသွားရညခြေတိုက်စားလို့ပါသွားကျက်သွန်တွေပါသွားရပါသွားတယ်အဲ့ဒီလိုဖြစ်ယုံမြတ်မကဘူးစိုက်လိုက်မိုးရေရွာလို့အကုန်လုံးပါသွားတော့လယ်တွေလည်းပြက် စကြဝဠာနဲ့အကုန်ပြက်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့အစာရေစာခေါင်းမငတ်မော်လာမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်တတံစဘာလည်းမပြည့်စုံတော့ဘူးနောက်ဆုံးမှာတလာကောင်ဟုတ်ဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းနဲ့အသက်မွေးရတဲ့အခြေအနေမျိုးထိအောင်ရောက်သွားနိုင်တယ်တဲ့ဒုတ်ပိတ်ခဖြစ်ပြီးအစာရေစာခေါင်းမလို့ ဟိုးလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေစာခေါင်းမာတဲ့ပုံလေးတွေမြန်ကြည့်မြင်ရင်တော့အမှန်တမ်းကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသိဆုံးကုန်ကြအဲ့ဒီသိဆုံးကုန်ကြသည့်အတွက်ကြောင့်လူဦးရေတွေလည်းယောပါသွားတယ်မြို့တွေယွာတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်။နောက်နံပါတ်3ကတော့ တမန်လူတွေမသိနိုင်တဲ့အချက်တစ်ခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတမန်အပြည့်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှင်ဒီလူတွေမမြင်ရတဲ့အမနုဿလူထုတတဝါတွေအဆောလာဒီနေရာမှာတူတယ်ဆွဲထိပ်ပဲเนาะ လူထုတရဝလူထုတရဝဆိုတာဘယ်သူတွေခေါ်တာတော့ဆိုဘုတ်တွေတဆေတွေပြိတ်တာတွေတရေတွေတပက်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုလ်ရှိတဲ့ဘလူးတပက်တရေတွေ တရေတွေတပတ်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်။နော်ထိမ့်ချုပ်မှုလွတ်ပေးလိုက်တယ်။မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝิญဉ္ဇဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြ။တလောကတော့မတောင်းကြနဲ့မို့လား။ဘာလို့မြောင်းမြမျိုးနာမလဲ။နော်။เจ้าတွေကြောင့်မတရားဝင်ပူးနေတယ်ဆိုတာ။ အဲ့ဒီလိုမျိုးတွေတောင်းကျမှုတွေများလာမှာပဲနောက်ချလို့ရှိရင်နော်အဲ့ဒီလိုသူတို့လွတ်လိုက်လို့တောင်းကျမ်းကုန်တောင်းကျမ်းလို့လူတွေသိကုန်တလောကလည်းမြုံလဲကလေးတွေတရားမှုတွေဆိုသတ်ဖြစ်တယ်လို့တောင်းကျမ်းမှုတွေဟာဒုက္ခကြီးမှာကိုမသိတာတွေလည်းရှိနေဥမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုယက္ခဝါလီအမနုတိဩတ္တသန္တိ ရက်ခါထိမ့်သိမ်းရှောင်းရှောင်းနိုင်တဲ့နတ်တွေကဘလူကြီးတွေကနော်ခါတိုင်းဆိုအုပ်ဆုပ်ထားတာဝါလီအမနုတ်တီအတော်ကိုလည်းရဲစရဲရှိတဲ့တရေသဘက်တွေကိုဩသိဆန်းတွေလူလောကမှာလွတ်ထားလိုက်ကြတယ်မထိမ့်တော့မတော်ရဘူးလို့ဘာလို့ထိမ့်ကြုံမှုရှိအတဏရိယတုတ်ဆိုတာခေါ်ထားတဲ့ထဲမှာကြည့်အဲ့မှာ ဘီလူတွေတရေတွေတပည့်တွေကိုအဓိကထိမ့်သိမ့်တာတော့ကုဝေဒသို့မဟုတ်ဝိတ္တနာမင်းကြီးကထိမ့်သိမ့်တယ်။ဘုရားကသူလျှောက်တယ်။ရှင်ဘုရားတဲ့ရှင်ဘုရားရဲ့တပည့်တကားတွေကမှလေအလုံးဖရာတရားတန်ခါရဏသမကိုဝဲစိက္ခတ်တဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိမ့်ဆက်အောင်အတ္တန္တရိယပြိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တယ် ဝိပဒိတသံဓမ္မထုသကုမန္တတသီရိမတော်ဆိုအဲ့ဒီဟာနော်အဲ့ဒါကြီးရွတ်ဖတ်ဖို့ရသော်ဗျာလာလျှောက်တော့ဘာဒီလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လည်းရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဖះတရားကြီးညိုတဲ့လူတွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေလည်းရှိတယ်မကြီးညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မကြီးညိုတာတော့ဆိုရင် သူများတဲ့မတရားဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားမဆောဘူးဆိုဒီကောင်လေးအကုန်လှုပ်ထားတဲ့အရာလေးအရင်မတော်အောင်ဆိုဒီကောင်လေးအကြိုက်ဆုံးပဲတဲ့အရာအဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးဝဘူးဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတော့မကြိုက်ဘူးတဲ့ဘုရားကမကြည်ညိုမကြည်ညိုတဲ့ကောင်လေးများတယ်အဲ့မကြည်ညိုတဲ့ကောင်လေးတွေမှာသူတို့စကားနားထောင်တဲ့ကောင်လေးရှိတယ်လို့နားမထောင်တဲ့ကောင်လေးလည်းရှိတယ် ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်တွေအများကြီးရှိတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်တွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမင်းကြီးအမိတ်ပြန်တဲ့အခါမှာဘလို့မိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရဏသမကိုကိုယ်ဆီကတ်တဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှာနေတယ်အနိမ့်နာမှာကတ်ထိုင်တယ်တော့တခုလှုပ်ချင်အနိမ့်နာမှာကတ်ထိုင်နေတာတဲ့နော် အဒီအစမြန်ရှင်စမ်းသပ်ကြည့်ကြအောင်ခုနကတည်းလေတရနေတတိထားပေါ့ခုနမှလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုမျိုးလုပ်တယ်ကွက်ချောင်းတာအဲ့ဒါလို့ချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုတံပေးအပြစ်ဒဏ်ခတ်ရမှာတခါလေးနေ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 တန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ် နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်ကိုအစည်းဝေးတက်ခွင့်ပိတ်တယ်အထက်သမင်းအစည်းဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလိုအရေးယူမှုကစားပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတော့ဆိုသူမျက်နှာကိုတပိတ်လိုတန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆွတ်လိုက်တယ်တန်ခွဲကြီးမောက်ပြီးတော့ဆွတ်လိုက်တယ်ဆွတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မုံနဲ့ညိုက်ထည့်လိုက်ဖြုတ်လို့မရအောင်ဒီကောင် နော်ပြင်းခွာကိုတံမိုးရိုက်ထားသလိုပဲအဲ့ဒီခေါင်းကိုတံမိုးရိုက်ပြီးတော့အဲ့ဒီခေါင်းအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲ့အတ္တနာရိယတုတ်ခေါ်ထားတဲ့ဓမ္မရှိတယ်နော်အဲ့ဒီလူဒီခေါင်းတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးဝဲတဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဘုရားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူး ြောက်ကြတခါတော့ယဟန်တော်ကိုနတ်သမီးတူကရှောက်တယ်ရှင်ဘုရားဘုရားကိုရှောက်ပေးပါဓာတုမြတ်စွာဘုရားနဲ့ဆိုရင်ရှောက်ပေးပါကိုယ့်ဘက်ကိုသွားရှောက်ပါလားလို့ဆိုအမလေးတပြည့်တော်မလွယ်ဘူးတဲ့အနာကဖို့ဘာလို့လို့ဆိုတကိုးကြည့်တဲ့နတ်တွေကအများကြီးတဲ့ဝင်လို့မရဘူးတဲ့မလာလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့အကယ်၍အရှင်ဘုရားရှောက်တယ်ဆိုရင်တပြည့်တော် အဲ့ဒါလေးအကြောင်းပြုပြီးတော့တပီတော့စောင့်နေပါမယ်ဆိုအဲ့လိုသူတိမတုတ်ပါတယ်သူဆိုတာရှိတယ်အဲ့ဒီမှာနတ်တွေဆိုတာလည်းပဲသူတို့လာကြတိုင်းလာလို့မရဘူးတကူရှိတဲ့နတ်တွေနဲ့မကန့်ရဲဘူးသူတို့အချင်းချင်းကြတော့အဲ့လိုအဲ့တော့ဒီမှာလဲအမတန်မှရက်ဆက်ကြမ်းတမ်းတဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွတ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်တွေကလူတွေကိုနှိပ်စက်လို့ တေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာများလာအသေးများလာနော်အမနုဿအမနုတန္တရာကတ်ဆိုအဲ့ဒီကတ်ယောဂါရီဖြစ်လာတယ်သိကြတယ်ခြေကြတယ်ဖန်စာလို့သိကြတယ်ဆိုမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်မို့လို့လူလောကကြီးဟာလူဥယေတွေယောပါလို့မျိုးတွေပြက်တယ်ယွာတွေပြက်တယ် ချက်ပြန်တဲ့ကြစီကားလာတဲ့မြို့တွေဟာတော့ဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပါလောကသုတ္တံမှာအဲ့ဒီပုံနာကြီးကိုဒီလိုရှင်းပြတဲ့အခါပြမနာမဟာသာလပုံနာကြီးဟာသူသဘောကျပြီမြတ်စွာဘုရားရဲ့ရှင်းပြချက်ကိုသဘောကျလို့သူဘုရားဘာသာဖြစ်သွားတယ်ဘုရားဘာသာဖြစ်ခံယူလိုက်တယ်ပေါ့ဥပဒေကဖြစ်ခံယူတယ်အဲ့ဒါပါလောကသုတ္တံမှာဒီတိုင်းဟောထားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒုက္ခဝါကြီးကိုဖြည့်ဆည်းမိ လူတို့ရဲ့ဇေယျဆုံးများဆိုတာဟာနော်အတ္တမရာဂာတဲ့ဝိတမလောဘာတဲ့မစ္ဆာဓမ္မာတဲ့တရားလွန်ရာဂအစွန်းရောက်လောဘနော်မာယွင်းတဲ့အကျင့်အဲ့ဒါတွေဟာအမှန်တမ်းဆိုးွားတယ်နောက်အထိပဲတစ်ခုကြတော့မတတ်မဲ့နဲ့နေရာမှာတတ်မဲ့တယ်နောက်တခါမိမိရဲ့မိမိနဲ့ပတ်သက်သူအပေါ်မှာလည်းအလွန်အကျွံတတ်မဲ့တယ် နောက်တစ်ခုကျတော့ကြာကြာချင်းမမခြင်းဆိုတာတွေမမရင်းနေတတ်မဲ့တယ်ဆိုတဲ့အဓိကတော့အားလုံးဟာလောဘရဲ့လက်ချက်တွေကြီးပဲအကုန်လုံးအဲဒီဇေယိုက်ဆိုးလောဘ၃မျိုးလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်လူတွေဟာလက်နဲ့ကင်ပြီးတော့အချင်းချင်းတကြဖြတ်ကြတာတစ်ခုမိုးလီဝသမမှန်လို့အစာရေစာရှားပါသွားတာတစ်ခု ထိန်သိမ်းဆောက်ရှောက်ပေးမဲ့နတ်တွေကနေပြီးတော့အကဲလူတွေဖြစ်ချင်အောင်ဖြစ်လူတွေဆိုးလာတယ်ဆိုပြီးတော့မကောင်းဆိုးဝါးတွေကိုလွှတ်လိုက်တာတခုတည်းအဲ့ဒါကြောင့်မလို့လူလောကကြီးလူတွေအသေးဆုံးများပြီးတော့ပျက်စီးဆုံးရှုံးရတယ်လို့မြတ်စွာဘုရားကပါလောကသုတ္တမဒီလိုဖြေထားတာရှိပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့အထင်မယ်အဓိကကတော့ဆေးရိုက်ဆိုး၃မျိုးဟာအဓိကဖြစ်တယ်ပေါ့ အဲ့ဒီဆရာရှုသုံးမျိုးကိုတမန်ပုဂ္ဂိုလ်တွေကမသိနိုင်လို့ရသော်ဗျာအဓိကအကြောင်းတရားသုံးမျိုးအဲ့ဒီသုံးမျိုးကိုခြေခံပြီးတော့ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလူတွေသိဆုံးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကဘာကြီးပြည့်စည်ရခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုခေါ်ကြဆုံးမခဲ့တာကိုတတိမူပြီးတော့မိမိတို့တဏ္ဍာမှာအဲ့ဒီလိုဆရာရှုမျိုးတွေစိတ်ထဲမှာတောင်မဖြစ်ရအောင် တို့တွေထိမ့်သိမ်းဆောရှောက်ကြရမယ်ဖရာတရားတန်ခါယရဏသုံးပါးတို့တွေဟာလေးလေးမြတ်မြတ်ထားပြီးတော့ဒီကိုယ်ဝယ်စိတ်ကပ်ပြီးနောက်ဆုံးမှာမေတ္တာကရုဏာမုရိတာဥပိ္ခာလို့ဆိုရက်ပြမစိုးတရားနဲ့တို့တွေနေနိုင်အောင်ကြိုးစားမှကတ်ဆိုးကလွတ်နိုင်မှာဖြစ်တယ်လို့ကိုစီကိုစီသဘောချပြီးကြင်ကြံကြိုးကုပ်ပွားများအထုံနိုင်ကြပါစေကုန်သတည်း